အားလုံးမင်္ဂလာပါအောင်ရင် channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့စီဂျိုယောဂာနဲ့တခြားတတ်အညွန်ကိန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီဂျိုယောဂာရှိသူနဲ့ကိုယ်လေးချိန်ထင်းညင်သူတွေအတွက်မဖြစ်မနေသိတဲ့အညွန်ကိန်းတစ်ခုရှိပါတယ်အဲ့ဒါကို GI အညွန်ကိန်းလို့ခေါ်ပါတယ် GI ဆိုတာ glycemic index glycemic အညွန်ကိန်းကိုကိုစားပြုပါတယ် glycemic အညွန်ကိန်း GI ဟာ ာဘိုဟိုက်ဒရိတ်ပါဝင်တဲ့အစားအစာတွေအတွက်အဆင့်သတ်မှတ်တဲ့စနစ်တစ်ခုဖြစ်ပါတယ် GI ဟာအဲ့ဒီအစားအစာတွေကိုတမျိုးတည်းစားသုံးတဲ့အခါသင့်သွေးတွင်းတကြားဓာတ်ဂလူးကို့စ်ပမာဏကိုလင်းလင်းမြန်းမြန်းတက်ရောက်မှုရှိတာကိုပြသပါတယ်အစားအစာတွေကိုတုံ့ရကနေတရာအထိအတိုင်းအတာဖြစ်အဆင့်သတ်မှတ်ထားပါတယ်လုံးဝတန့်စင်ထားတဲ့ဂလူးကို့စ်ဟာ GI တရာရှိပါတယ်သွေးတွင်းတကြားဓာတ်ကိုအမြန်ဆုံးမြင့်တက်မှုကိုကူစားပြုပါတယ် GI အမျိုးအစားများ ံပါတ်1 GI နိုင်တဲ့အမျိုးအစား55နဲ့အောက်ရှိတဲ့အစားအစာများအဲ့ဒီအစားအစာတွေဟာပိုမိုနှေးကွေးစွာအစာခြေချက်ပြီးစုပ်ယူခံရတာကြောင့်သွေးရင်းတခြားဓာတ်ပမာဏကိုတဖြည်းဖြည်းနဲ့အနည်းငယ်သာမြင့်တက်စေပါတယ်။နံပါတ်1 GI အလယ်လအမျိုးအစားညာ GI 55ကနေ69အတွင်းရှိ အစားအစာများဒီအစားအစာတွေဟာ သွေးရင်းသကြားဓာတ်ပမာဏအပေါ်သိအောင်မှုအတင်းတင်းရှိပါတယ်။နံပါတ်3 GI နှင့်အစားအစာများ GI 80နဲ့အထက်ရှိတဲ့အစားအစာများ ဖြစ်ကြပါတယ်။ဒီအုပ်စုမှာပါဝင်တဲ့အစားအစာတွေဟာလျင်မြန်စွာအစာခြေချက်ပြီးစုပ်ယူခံရတဲ့အတွက်ကြောင့်သွေးရင်းသကြားဓာတ်ပမာဏကိုလျင်လျင်မြန်မြန်နဲ့တိတိတတ်တာမြင့်တက်စေပါတယ်။အစားအစာတစ်ခုရဲ့ GI ကိုဘယ်အရာကသက်ရောက်စေနိုင်တယ်လဲ။နံပါတ်1ကာဘိုဟိုက်ဒရိတ်အမျိုးအစားရိုးရိုးသကြားဓာတ်ဟာ ာဘိုဟိုက်ဒရိတ်ထက်ပိုပြီးမြန်မြန်ဆန်ဆန်အစာချီချက်နိုင်ပါတယ်။နံပါတ်2အမြင်ဓာတ်ပါဝင်မှုအမြင်ဓာတ်များတဲ့အစာစာတွေဟာ GI နေလိရှိပါတယ်။ဘာကြောင့်ဆိုတော့အမြင်ဓာတ်ကအစာချီချက်မှုနဲ့စုပ်ယူမှုကိုနှေးကွေးစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်3အစီနဲ့ပရိုတိန်းဓာတ်ပါဝင်မှု အစီနဲ့ပရိုတိန်းဓာတ်ဟာကာဘိုဟိုက်ဒရိတ်စုပ်ယူမှုကိုနှေးကွေးစေပြီး GI ကိုလျှော့ချပေးနိုင်ပါတယ်။နံပါတ်4မှဲ့နေတဲ့အစာအစာ အမဲ့လွန်နေတဲ့အသီးနှံတွေဟာသူတို့ရဲ့ကစီဓာတ်တွေကိုတခြားဓာတ်အဖြစ်ကိုပုံမလျင်မြန်စွာပြောင်းလဲစေတဲ့အတွက်ကြောင့် GI ပုံမမြင်မာလိရှိပါတယ်။နံပါတ်5ချက်ပြုတ်နီးချက်ပြုတ်လိုက်တဲ့အတွက်တရံတစ်ခါမှာအစားအစာရဲ့ GI ကိုမြင့်တက်စေနိုင်ပါတယ်။ဥပမာအားဖြင့်အလွန်ကျွံပြုတ်ထားတဲ့ခောက်ဆွဲနံပါတ်6ပြုတ်ပြင်ခြင်း ပြုတ်ပြင်ထားတဲ့အစားအစာတွေဟာအများအားဖြင့်မပြုတ်ပြင်ရသေးတဲ့အစားအစာတွေထက် GI မြင့်မာပါတယ်။နံပါတ်9 စားသုံးတဲ့ပမာဏ GI ကသွေးရင်းသကြားဓာတ်မြင့်တက်မှုရဲ့နှုန်းကိုညွှန်ပြပါတယ်။ glycemic wound glycemic load GL ဟာစားလိုက်တဲ့ကာဘိုဟိုက်ဒရိတ်ပမာဏအနည်းများကိုညွှန်ပြပါတယ်။များရင်များသလိုသွေးသကြားဓာတ်ပမာဏကိုလည်းပုံမူမြင့်တက်စေပါတယ်။ GI ဟာဘာကြောင့်အရေးကြီးတယ်လဲ။အစားအစာတွေရဲ့ GI ကို နားလဲတာဟာစီးရိုယောဂါရှိသူတွေအတွက်သွေးသကြားဓာတ်ကိုထိန်းချုပ်ရမှာအလွန်အရေးကြီးပါတယ်။ GI နိုင်တဲ့ ဒါမှမဟုတ်အလေအလတ်ရှိတဲ့အစားစာတွေကိုပုံမူရွေးချယ်စားတော့တာဟာသွေးရည်တခြားဓာတ်ကိုမြန်မြန်ဆန်ဆန်မြင့်တက်တာကိုကာကွယ်ပေးနိုင်ပါတယ်။ဂလူကို့စ်ထိန်းချုပ်မှုကိုပုံမူကောင်းမွန်စေပါတယ်။ကိုယ်လေးချိန်ကိုလည်းထိန်းနိုင်ပါတယ်။ GI ဟာလူတိုင်းအတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကိုစားဖို့ညွန်ပြပေးနိုင်ပါတယ်။ဒါကြောင့်ကျန်းမာရေးကိုဂယူဆိုင်တဲ့လူတိုင်းအတွက်အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ GI ကိုရိုးရိုးရှင်းရှင်းပြောရရင်အစားအစာတစ်ခုမှရှိတဲ့ကာဘိုဟိုက်ဒရိတ်တွေဟာ သင်ရဲ့သွေးကြောထဲမှာဘလောက်မြန်များတကြားအဖြစ်ကိုပြောင်းလဲသွားတာကိုသင်ကိုပြောပြပါလိမ့်မယ်။စီယိုယောဂသည်တွေအတွက်သွေးတကြားအညွန်ကိ glycemic index နဲ့တဲ့အသီးနှာဒါမှမဟုတ်အလယ်အလတ်ရှိတဲ့အသီးနှာတွေကိုအဓိကရွေးစားသင့်ပါတယ်။ဒါစီယိုဝေဒနာသည်တွေအတွက်သွေးရင်းတကြားဓာတ်ကိုထိန်းချုပ်ရန်အဓိကတော့ချက်ဖြစ်ပါတယ်။သွေးတကြားဓာတ်အညွန်ကိ glycemic index GI ဟာအစားအစာတွေကိုသွေးရင်းတကြားဓာတ်ကိုဘလောက်မြန်မြန် မြင့်တက်စေနိုင်တဲ့အပေါ်မူတည်ပြီးတုံများကနေတရားအထိသတ်မှတ်ထားပါတယ်အမကာကြီးတွေးတရားထက်အညွန်ကိန်းနေတဲ့အတိနံများ glycemic index GI 55တုံးမဟုတ်အောက်စီးရွေဝေဒနာရှင် အတွက်အကောင်းဆုံးရွေးချယ်တင်တဲ့အတိနံတွေဖြစ်ပါတယ်နံပါတ်1 berry သီးများအမျိုးအစားအားလုံး strawberry GI 25 blueberry သီး GI 53 raspberry သီး GI 25 BlackBerry သည် GI 25နံပါတ်1ပန်းသည် GI 36နံပါတ်3တက်တော်သည် GI 38နံပါတ်4 Citrus အသီးများလိမ်မော်သည် GI 45ရှောက်ချိုသည် GI 25နံပါတ်5အစေ့ပါတဲ့အသီးများ Cherry သည် GI 22မမွန်သည် GI 28 Plum သည် GI 35 ဇီးချိုသည် GI 34နက်စတရီသည် GI 35နံပါတ်6ကီဝီသည် GI 90နံပါတ်9တလဲသည် GI 35နံပါတ်ခါခွေတခြားထအညွန့်ကိန်း GI အလဲလတ်ရှိတဲ့အသီးနှံများ GI 56ကနေ69ပမာဏအနည်းငယ်သာစားသုံးသင့်ပါတယ်နံပါတ်1မပြောသည့် GI 48ကနေ55အထိရှိနိုင်ပါတယ် မဲ့တဲ့မပြောသီးမှာ GI ပုံများပါတယ်။နံပါတ်1တရက်သီး GI ဟာအမဲ့ပေါ်မူတည်ပြီး90ကနေ60အထိရှိနိုင်ပါတယ်။နံပါတ်3တင်မောသီး GI 60နံပါတ်4နနက်သီး GI 58နံပါတ်5ကစုံဥ GI 65နံပါတ်6ဖရဲသီးအဝ GI 65နံပါတ်9တင်မောတဖန်းသီးအစိမ့်အမဲ့ GI 35ကနေ90 ကြားရှိပါတယ်။နမကားငယ်တကြားတအညွန်ကိန်းမြင်မာတဲ့အသီးနှံများ GI 80နဲ့အထက်အနည်းငယ်သာစားသင့်ပါတယ်။ဒါမှမဟုတ်တတိထားပြီးစားသင့်တယ်။နမ1ဖရဲသည့် GI 86နမ2စွန်ပလွန်သည့်အချောက် GI ဟာအမျိုးစားပေါ်မူတည်ပြီး42ကနေ80အထိရှိနိုင်တယ်။နမ3စပြည့်သည့်6 GI 66နမ4 cranberry b6 တခြားထည့်ထားရင် GI ပုံမမြင်မနိုင်ပါနဲ့။စီးချိုယောဂာနဲ့အသီးနှံစားသုံးမှုအတွက်အရေးကြီးတဲ့အချက်များကတော့နံပါတ်1ပမာဏထိန်းချုပ်ပါ GI နည်းတဲ့အသီးနှံတွေကို အလွန်ကျွံစားသုံးရင်သွေးရင်းတခြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။နံပါတ်2အစိမ်းနဲ့ပြုတ်ပြင်ပြီးအသီးနှံတတ်နိုင်သလောက်အစိမ်းနဲ့အေးခဲထားတဲ့အသီးနှံတွေကိုရွေးချယ်ပြီးစားပါ။တန်ဘူးနဲ့လာတဲ့ချိုတဲ့အသီးနှံတွေ တစ်တီးဖြော်ရည်တွေနဲ့အတီးအနှံအချောက်တွေဟာတကြားပါဝင်မှုပုံမများလိရှိပါတယ်။သွေးတွင်းတကြားဓာတ်ကိုတိတိတသာတက်ရောက်မှု ရှိနိုင်ပါတယ်။နံပါတ်၃အမှဲ့အတီးအနှံတစ်မျိုးဟာပုံပဲ့လီလီ GI ပုံမြင့်လီလီဖြစ်ပါတယ်။ဥပမာငပြောသည့်အမှဲ့ဟာအစိမ့်တဲ့ GI ပုံများပါတယ်။နံပါတ်၄တွဲဖက်စားသုံးခြင်းအတီးအနှံတွေကိုပရိုတိန်းဓာတ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီဒါမှမဟုတ်အမြင်ဓာတ်နဲ့တွဲဖက်စားသုံးရင်တကြားဓာတ်ဆုပ်ယူမှုကိုနှီးကွေးစေပါတယ်။ ွေးရင်းတခြားတပ်မြင့်တက်မှုကိုကာဝယ်ပေးနိုင်ပါတယ်ဥပမာမြေပဲထောပတ်နဲ့ပန်းသီးစိတ်များဒါမှမဟုတ်ဂရိဒိန်ဂျင်နဲ့ဗယ်ရီသီးများကိုတွဲဖက်စားသုံးပေးပါညမကလူတူချင်းစီရဲ့တုံ့ပြန်မှု မတူညီတဲ့အသီးနှံတွေအပေါ်တွေးရင်းတခြားတပ်ရဲ့တုံ့ပြန်မှုဟာလူတူနဲ့တူ မတူနိုင်ပါဘူးမတူညီတဲ့အသီးနှံတွေကိုစားပြီးတဲ့နောက်တင့်သွေးတခြားတပ်ပမာဏကိုစောင့်ကြည့်သင့်ပါတယ်တင့်ရဲ့အဓိကရွေးချယ်မှုအဖြစ် GI နဲ့ ဓမ္မမဟုတ်အလေလက်ရှိတဲ့အတိဏ္ဏတွေကိုအဓိကထားပြီးစားပါလို့အကြံပြုကျင်ပါတယ်။အစအဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.